Hello အားလုံးပဲမင်္ဂလာပါဘူပမန်ချန်ကနေကြိုဆိုပါရစေ။ဆိုတော့ Crystal Palace နဲ့ Liverpool တို့ရှင်ပြိုင်ကစားမဲ့ဒီညစောင့်ကြည့်ခြင်းစရာကောင်းတဲ့ပွဲတစ်ပွဲကျွန်တော်ရှိနေသေးတယ်ပေါ့နော်။ဒီပွဲနဲ့ပတ်သက်လို့ပွဲကြိုသုံးသက်ချက်ကျွန်တော်ပြောကြည့်အောင်ပါ။ဆိုတော့ DRD စတဲ့အခါမှာ Premier League မှာရှုံးပွဲမရှိသေးတာဆိုလို့ဒီနှစ်သင်းပဲကျွန်တော်ရှိပါတော့တယ်။ Crystal Palace ကပြီးခဲ့တဲ့ Premier League ပွဲစဉ်5ကိုပြန်သွားကြည့်ရင် West Ham အသင်းကို away ကမှာ1-2နဲ့အနိုင်ယူထားတယ်လို့ Liverpool အသင်းရဲ့ဘက်ကလည်း ကျွန်တော်တို့ဒီမာဆီဆိုင်ဒါဘီမှာနှစ်ကူးတကူးဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါအေဗာတန်ကိုအနိုင်ယူထားတယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ကြားထဲမှာဆိုလို့ရှိရင်လည်းဒီယာဒီမှာကွာဟာဂျက်တီကအမှန်တကယ်အဲ့လောက်မကြီးဘူးလို့ကျွန်တော် ပြောရမယ်လေပေါင်းတင်ရဲ့ဘက်ကတော့အဆင့်တက်မှာပေါ့ဗျာတူတူချင်းเนาะတို့သားတို့ကပြီးခဲ့တဲ့ရာသီကလည်းတောင်းလျှောက်ဆူသလိုနိုင်ပွဲတွေရခဲ့ပြီးတော့ဖလားတွေယူထားတာဒီရာသီမှာလည်းတို့တန်း200 300เนาะကျွန်တော်တို့သား400နီးပါအတော့400ကျော်လောက်ကျွန်တော်အသုံးပြုပြီးတော့လေပေါင်းတင်ရဲ့ဘက်ကကျွန်တော်တို့အပြောင်းလဲတွေဘာတွေလုပ်ထားတယ်အဲ့ဒီတိုင်းပဲအခုလည်းအဆင့်တက်မှာတို့ရှိနေတယ် ငါးဘွဲကစားထားတဲ့နေရာမှာငါးဘွဲစလုံးနိုင်ထားပြီးတော့တိုက်စစ်က၁၁ရတယ်ခန်းစစ်က၅ကိုပဲပြီးထားရင်လည်း15မှတ်နဲ့ပေါ့နော်ဒုတိယနေရာကအာဆင်နယ်ကို၅မှတ်ဖြတ်ထားပြီးတော့ဥဆောင်ထားတဲ့ဇယားမှာခရစ်စတယ်ပဲလစ်ကလည်း၅ဘွဲမှာသူတို့ဒီ၂ဘွဲနိုင်ထားတယ်ရှုံးဘွဲလုံးဝမရှိသေးပဲနဲ့တည်ရီ၃ဘွဲကျထားတယ်တိုက်စစ်က၆ကိုရပြီးတော့ခန်းစစ်က၂ကိုပဲပြီးထားရသေးတယ်သူတို့ဒီ၉မှတ်ကျွန်တော်ရထားတယ်ပေါ့ဆိုတော့ဒီနေ့တင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင် Crystal Palace နဲ့ပတ်သက်တဲ့အရာကိုကျွန်တော်အရင်ဆုံးကြည့်ကြည့်အောင် ။ Crystal Palace ကလက်ရှိနီးပြား Oliver Glasner ရဲ့လက်အောက်မှာကျွန်တော်တော်တော်ကိုကြီးကြီးလေးလေးပုံစံနဲ့သူတို့ဘောနော်ဒါအစာပြုတ်ထားနိုင်တယ်။အားလုံးလည်းကျွန်တော်သိတဲ့အတိုင်းပဲသူတို့ကစားကလေးပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင် Liverpool တို့ဘာလို့ကိုလည်းကျွန်တော်တို့က community တိုင်းလို့ပါလို့မှာအနိုင်ယူနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။နော်အနိုင်ယူနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။ FA Plus မှာလည်း Manchester City ကိုအနိုင်ယူပြခဲ့တာတွေကျွန်တော်ရှိတယ်။ဒီဟာဒီ Premier League စတော့လေ Chelsea လို့အသင်းကိုကျွန်တော်က Stamford Bridge မှာ ကိုမရှိတည်ရကြောင်းကျွန်တော်ကစားနိုင်ခဲ့တယ်လို့ Nordian Forest တို့ဘာလို့ကိုလည်းတစ်ဖက်တကူစီတည်ကြောင်းကစားထားနိုင်တယ် Aston Villa လို့အသင်းမျိုးကိုလည်း3ဂိုးကိုမရှိနဲ့အဝေးကွန်းမှာအနိုင်ရအောင်ကစားထားနိုင်တယ်ဆိုတော့ Chris Crystal Palace အနေနဲ့ခန်းစစ်ကတော်တော်ကိုကြစ်ကြစ်လေးလေးရှိတဲ့တဲမှာပါတယ် Glenstar ရဲ့တင်ကခန်းစစ်အရင်ကြစ်လေးတဲ့ဂိုးသမားကောင်းတယောက်ကိုပိုင်ဆိုင်ထားတယ် Winbacks တွေကအရင်အလုတ်လုတ်ပြီးတော့ တိုက်စစ်မှာနေရုနံပါတ်1ကပလေယာတွေကအချင်းကြီးကောင်းတယ်တိုက်စစ်မှုမှာဆိုလို့ချင်းလည်းပဲမာတီတာကပြိုင်ဘက်ခန်စစ်တင်နေပေါ့နော် လုံးဝ physically ရဘူလီလုံးနိုင်စွမ်းရှိတဲ့တယ်မှာကျွန်တော်ပါတယ်ဂလန်စနာရဲ့အတင်းကကျွန်တော်အဇီလူကစားမမျိုးကိုကျွန်တော်လက်လွတ်ထားရတယ်ဒါပေမဲ့လို့သူတို့ရဲ့အတင်းလိုက်ကစားပုံဟာလုံးဝကျမသွားဘူးခန်စစ်မှာလည်းဂေဂျီလူကစားမမျိုးကိုကျွန်တော်ဆက်ပြီးတော့အခက်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 အနေထားကနေထိန်းနိုင်လိုက်တဲ့အတွက်ခန်စစ်မှာလည်းအချိန်ကြီးကကျွန်တော်တော်တော်လေးကောင်းနေတယ်။အဲဒီတော့လီဗာပူးအသင်းနေနေပေါ့နော်။အဝေးကွင်းကိုလာပြီးတော့ပယ်လစ်ကိုရှင်ကစားတဲ့နေရာမှာ တို့အနေနဲ့ဒုက္ခပေးနိုင်ပါမလားပေါ့ဒီနေရာမှာကျွန်တော်ခရစ်စတယ်ပေးလစ်ဘတ်ကတိုက်စစ်စင်ကစားတဲ့ပုံစံတွေတို့ပါလို့မှာလဲအင်မတန်ကိုကျွန်တော်တို့ညတော်တော်လေးကောင်းတဲ့နေရာမှာကျွန်တော်ပါပါတယ်သူတို့ကကွင်းလေမှာဆိုလို့ရှိရင်အဒမ်ဝါတန်တို့ပေါ့နော်ဒါမတ်ရှူးချ်တို့လူကစားမတွေကတကယ်ကွင်းလေကို control လုပ်နိုင်စွမ်းရှိတဲ့ player လေးတွေเนาะတောင်ပံမှာဆိုလို့ရှိရင်လည်းနော်မူညိုးစ်တို့ပြီးလို့ရှိရင်မစ်ရှယ်တို့လိုမျိုးဝင်းဘတ်စ်တွေကအတက်စင်တအားကောင်းတဲ့ကစားမတွေနောက်တန်း၃ယောက်ကလည်းအရန်ကိုချစ်လိမ့်မှုကျွန်တော်ရှိတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ကကာမာရာတို့ကစားမတွေကျွန်တော်ရှိမယ် နောက်ပြီးလို့ရှိရင်တိုက်စစ်ကဗောနော်ဒီမာတီတာတို့လူကစားမားတွေကျွန်တော်ရှိမယ်အဲနောက်ပြီးလို့ရှိရင်အာဆနယ်ကစားမားဟောင်းအဒနဂီတီးယားတို့နော်ဆိုတော့ဒါလိုမျိုးကစားမားတွေကျွန်တော်ရှိတယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ခရစ်စတယ်ပဲလစ်မှာလီဗာပူးတင်ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်အဓိကကကျွန်တော်အနေနဲ့ခရစ်စတယ်ပဲလစ်ခံစစ်ကအရင်ကြစ်လစ်တဲ့ခါကျတော့လီဗာပူးတင်အနေနဲ့တိုက်စစ်ကိုကျွန်တော်ဒါထိုးဖောက်နိုင်ပါမလားပေါ့လီဗာပူးတင်ရဲ့တိုက်စစ်က လေပါဦးသိန်းရဲ့တိုက်စစ်ကလည်းပဲကျွန်တော်တို့သွားတော့ဘောနော်အထင်သေးလို့တော့ကျွန်တော်မရဘူးအားလုံးလည်းသိတဲ့အတိုင်းပဲလေပါဦးသိန်းကတိုက်စစ်ကိုအမှန်ကန်အားပြည့်ထတာနော်တိုက်စစ်တွေပါလေအမှန်ကန်အားပြည့်နေတာဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့အနေနဲ့ဘောနော်ပွဲကိုပြန်တွေးကြည့်ရင်ဟိုဗာလေ community တိုင်းမှာတိုင်းပွဲကိုကျွန်တော်ပြန်တွေးကြည့်ရင် Palace ကလေပါဦးသိန်းရဲ့ခံစားအားနေချက်တွေကိုကောင်းကောင်းအသုံးချပြီးရောသူတို့ကဂိုးတွေပြန်သွင်းခဲ့တာ penalty အဆုံးဖြတ်တွေပါရင်းနဲ့သူတို့ရရတယ်ဗောပြတော့ဂိုးတွေပြန်သွင်းခဲ့တာဆိုတော့ကျွန်တော်တို့လေပါဦးသိန်းရဲ့အခြေအနေကိုလက်ရှိ အာနီစရောသွားခြင်းတဲ့ပုံစံကိုနီးပြအိုလီဗာဂလန်စနာကောင်းကောင်းသဘောပေါက်ထားတယ်သူတို့အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့လေပေါင်းသင်းကိုခက်ခက်ခဲခဲဖြစ်အောင်လို့သူတို့လုံအောင်ပါပဲသူတို့ကိုယ်တိုင်လက်ရှိချိန်ကြီးရှုံးမွဲကရှိမှထားသေးဘူးကိုနော်ဒါပေမဲ့တစ်ဖက်ကလေပေါင်းသင်းရဲ့ဘက်ကကျတော့ကျွန်တော်ဒီပွဲကိုသူတို့အနိုင်ကစားမှကျွန်တော်ဖြစ်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါပြီးရင်သူတို့ Champions League တွေကမ်းမှုရှိတယ်။ Champions League ကမ်းပြီးတာနဲ့ Chelsea Queen ကိုတွားပြီးတော့ကစားမှာ။အဲတော့ Premier League မှာကျွန်တော်နေ Crystal Palace Queen Chelsea ကွင်းနှစ်ပွဲကိုကျွန်တော်တို့ဒါနှစ်ပွဲကိုဇက်တိုက်ကစားမယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီတော့လက်ရှိလေပါဦးတင်တော့ကကျွန်တော်တို့ပေါ့နော်ဘလူးမန်ကိုကျွန်တော်တို့အနေနဲ့လွယ်မနေပါဘူးပိုဆိုးတာကအဲ့ဒါပြီးလို့ရှိရင် international break နားမယ်နော် Chelsea နဲ့ပြီးရင် international break နားမယ်ပြီးတာနဲ့ Manchester United နဲ့ကျွန်တော်ရှင်မင်းကစားရမယ်အဲ့တော့ Crystal Palace နဲ့ပွဲမှာခက်ခဲနိုင်ပြီမဲ့လို့လေပါဦးတင်တော့တကယ်အမှတ်ရအောင်ယူဖို့ကြိုးပမ်းမယ်ပွဲမျိုးပါဆိုတော့လေပါဦးတင်အနေနဲ့ပြီးခဲ့တဲ့သူတို့ဒီ EFN Cup တတိယဆင့်မှာဆိုလို့ရှိရင်ပေါ့နော် ဒီအဂီအဂီတီကြီးကကျွန်တော်နှစ်ဝါတနီထိတာတယ်ဆိုတော့ဒီနေပွဲကိုလွဲမလားတော့မသိဘူးဒီလားအင်ကြီးချွတ်လို့လीနော်သူတော့လွဲမလားမလွဲလားတော့ကျွန်တော်တင်ကြတော့မသိဘူးဒါပေမဲ့လို့လွဲမယ်လို့တော့ထင်ပါတယ်ဒါပေမဲ့လို့ isac ကဂိုးသွင်းနေပြီနော်ပြီးလို့ရှိရင် federico key စာရတို့ xamari ကိုရှိရဲပြီးလို့ရှိရင်ကျွန်တော်တို့နေတဲ့ဒါ kori kapoor တို့ဘာလို့ပေါ့နော်တော်တော်လေးချင်းကြီးကောင်းနေစောကွင်းလင်ကွင်းလင်ကအလစ်စတာနဲ့ greenman bach ပြန်ကစားနိုင်ပြီဆိုတာမျိုးကတော်တော်ကိုကောင်းတဲ့တင်မှာ နော်ဆိုဘူဇလိုင်းကလည်းပဲ right back ကိုကစားမလား၊ကွင်းလေကိုကစားမလား၊နံပါတ်10ကိုကျွန်တော်လိုက်ပေးရမလားပြဿနာမရှိဘူး။တကယ်လို့ Florian VS အချီနီမကောင်းဘူးဆိုရင်ကျွန်တော်ဒါဆိုဘူဇလိုင်းတို့ဘာလို့ကလည်းကျွန်တော်တို့နံပါတ်10မှာကျွန်တော်ကစားလို့ရသေးတယ်။အဲ့ဒီတော့ Liverpool အသင်းမှာကျွန်တော်အနေနဲ့တိုက်စစ်ပြဿနာမရှိဘူး၊ကွင်းလေပြဿနာမရှိဘူးပေါ့နော် Graven Bach ကစားနိုင်တဲ့၍အဓိကကခန်းစစ်ပဲ။ခန်းစစ်ပဲဆိုတာကျွန်တော်တို့ Crystal Palace နဲ့ကစားခဲ့တဲ့ဒီတိုင်းပွဲတုန်းကလည်းပဲအဲ့ဒီခန်းစစ်ပြဿနာကြောင့်သူတို့တွေတော်တော်လေးတိုင်ပတ်ခဲ့ရတာ။ခန်းစစ်မှာဆိုလို့ရှိရင်တူးချင်း ဟွာဒီဆိုတာထက်ပေါ့နော်အမားဒီဆိုတာထက်အတင်းလိုက်ရဲ့ကျွန်တော်နေတဲ့ floor ဒီကိုကခန်းစစ်မှာအများကြီးရှိနေတာဒါကို glinster ကကျွန်တော်တို့ကောင်းကောင်းအတုံးချထားတယ်သူသမီးကျွန်တော်အဒမ်ဝါတန်ပေါ်မှာမှီကိုပြီးတော့ပေါ့ဝါတန်ကကျွန်တော်တို့ဒီ key pass တွေပြီးတာတအားကောင်းတယ် line breaking pass တွေကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ဒီ queen လေကို deep zone မှာထိုင်ပြီးတော့သူ့အနေနဲ့ distribution ကောင်းကောင်းလုပ်နိုင်စွမ်းရှိတဲ့ player မျိုးဒါတွေကိုသူကအတုံးချပြီးတော့ဝါတန်ကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ကောင်းကောင်းတုံးသွားတာအဲ့တော့ liverpool ရဲ့ခန်းစစ်မှာ ျွန်တော်ဒီတရားဒီလုံးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘလူးမန်လုံခြုံမှုရှိတာကိုကျွန်တော်တွေးမနေရဘူးเนาะလေပေါင်းအသင်းနေဟိုနိုင်ပွဲရတယ်ဆိုတဲ့အနေအထားမျိုးတွေမှာလည်းနောက်ကြကူတွေတို့ဘာတို့ဒါမျိုးတွေနဲ့ကျွန်တော်များနေတယ်လေပေါင်းအသင်းရဲ့လက်ရှိလူစရင်းနဲ့လေပေါင်းအသင်းရဲ့အကောင်းဆုံးဆိုတဲ့ပုံစံကိုကျွန်တော်မတွေ့ရသေးဘူးစလော့လက်အောက်မှာအပြောင်းလဲတော့သူလှုပ်ဖို့ကြိုးပမ်းနေတယ်ပြီးခဲ့တဲ့ရာသီကနေမတူတဲ့ out of position shape တွေပါလေကျွန်တော်တွေ့ရတယ် in position တွေမှာလည်းပြီးခဲ့တဲ့ရာသီကနေမတူတဲ့အရာတွေကိုကျွန်တော်တွေ့ရတယ်เนาะတချို့ Florian VS တို့ဘာတို့ကကျွန်တော်တို့ကအမှန်ကန် အံဝန်ခွင့်ကြမဖြစ်သေးတာမျိုးเนาะအခုလက်ရှိကျွန်တော်တို့ကဤဆက်ကအခုမှစပြီးတော့ကစားနေတာမျိုးပေါ့တာမျိုးတွေကိုကျွန်တော်တို့ကြည့်ရင်လေပေါင်းဦးတင်နေတဲ့သူတို့အကောင်းဆုံးပုံစံကိုမရောက်သေးဘူးဆိုတာမြင်နိုင်တယ်အော်ဒီတဲကမှာကွင်းလယ်မှာပဲတော်တော်ကိုကောင်းကောင်းချီသွင်းပြနေလို့မဆိုးဘူးလို့ကျွန်တော်ပြောရမယ်။ဒါကြောင့်မနော်ကျွန်တော်တို့ကလီဗာပူးအတွက်တော့ဒီပွဲကခက်ခဲလာအောင်ပဲပွဲပါ။အခုသဖြင့်ခရစ်စတယ်ပဲလစ်နောက်တန်းကချစ်တဲ့တဲမှာပါတယ်လို့လီဗာပူးအတွက်နောက်တန်းအားနည်းချက်တွေလည်းရှိတယ်ဆိုတော့ကောင်တာအထက်တွေအမြင်ဘောတွေကနေသင့် ပဲဒစ်ကဒုက္ခပေးနိုင်မလို့မလားပေါ့ဗျာကျွန်တော်ကြည့်ရမယ်ကျွန်တော်ကတော့ဒီရလကဘယ်လိုပြောမလဲအ ਨੇ သုံးတော့ပေါ့နော်လေဘောက်သင်းနေတဲ့တီကြောက်အောင်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကဲမကောင်းစွာနဲ့ပဲခရစ်စတယ်ပဲလစ်နေနေပထမဆုံးရှုံပွဲမြန်စပြီးတော့ကြုံရမလားပေါ့ဘာလို့လဲဆိုတော့ community တိုင်းလုံးကနေကျွန်တော်တူတော့မှာမဟုတ်ဘူးလေဘောက်သင်းရဲ့ဘက်ကနောက်ကျကိုးတွေလည်းတွင်းလေးရှိတယ်ပင်နေဒီအဆုံးဖြတ်တွေလည်းမပါဘူးဆိုတော့ဗျာခရစ်စတယ်ပဲလစ်တို့ဘာလို့နေနေပေါ့နော်ပင်နေဒီအဆုံးဖြတ်တွေဒီသူတို့တွေဆွဲလို့ရတဲ့အနေအထားမျိုးတွေမှာကျွန်တော်ရှိတော့မှာမဟုတ်ဘူးအဲ့ဒီတော့ပဲလစ်နေနေ တိုက်စစ်ကိုကျွန်တော်ရှော့ပြီးတော့ခံစစ်ကိုအမှန်ကန်အားဖြည့်ဖို့ကြိုးပမ်းမလားဒါမျိုးတကယ်လို့လေပါဦးတင်ကိုသူတိုက်ကိုတိုက်တိုက်ချင်နေဆိုရင်သူတို့တွေ့တော့ကျွန်တော်မလွယ်ပါဘူးကစားမ quality ကအင်မတန် qual ဟမှုကျွန်တော်ကြီးလုံးတယ်လေပါဦးတင်တော့တော့ဂိုးရဖို့မလွယ်ပါဘူးเนาะဒီပွဲကတည်ရင်နဲ့လည်းကျွန်တော်ပြီးသွားနိုင်စွမ်းရှိတယ်ဒီမှာပါတယ်လို့ကျွန်တော်ထင်တယ်ဒါမျိုးလို့လေပါဦးတင်နေနဲ့အမှတ်အပြည့်ရအောင်ကြိုးပမ်းမဲ့အနေအထားမျိုးမှာကျွန်တော်ကတော့ဂိုးရလက်မပြတ်ပြီးမဲ့လို့လေပါဦးတင်သုံးမှတ်ရအောင်ယူသွားနိုင်လိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ညီကတို့ရောဘလို့မညလဲဒီပွဲမှာဘလို့ရလက်တွေထွက်ပေါ်လာမယ်ထင်ကြပါလား 눈이잡아아랑곳지름이아이디말해